ပခိုးတိုင်းနောက်ချမ်းတဲကုန်းမြို့နယ်ပိုင်းရန်ကုန်ပြည်ကားလန်းတနင်္ဂနွေလမ်းဘေးမှာမိုးရွာလို့မိုးကောက်ဝင်နေတဲ့လင်မယားနှစ်ယောက်ကိုကားကဝန်တိုက်လိုက်တဲ့အတွက်အမျိုးသားဖြစ်သူတိတ်ဆုံးကအမျိုးသမီးကိုတော့စိတ်ယုံတင်ထားရတယ်လို့ဒေတာရင်းနိုင်ကူညီမှုအသင်းတွေစီကသိရပါဗျာ။ မြန်မာနေ့ဇွန်လ18ရက်နေ့3နာရီဝန်းကျင်ခန့်ကတဲကုံမြို့နယ်ချားရှာကုန်းကျေးရွာနဲ့ပြားစီကျေးရွာကြားရန်ကုန်ပြည်ကားလမ်းမှာရင်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီးအတိုက်ခံရသူတွေဟာပေါန့်တဲမြို့နယ်ကြီးမလူကျေးရွာကဖြစ်ပြီးပြည်မျိုးကနေဆိုင်ကယ်ဝယ်ပြန်အလာအခုလိုအတိုက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။အော်ကန်ဆိုးလိုက်ပုံများလင်မယားနှစ်ယောက်ပြည်ကနေဆိုင်ကယ်အစ်စ်ဝယ်လာပြီးအပြန်မှာမိုးရွာလို့လမ်းဘေးမှာဆိုင်ကယ်ရပ်ပြီးမိုးကဝင်နေတော့ကားကဝင်တိုက်ရတယ်လို့ မျိုးသားကပွဲချင်းပြီးအမျိုးသမီးကပြီးသူစေယုံကိုဆက်လွှဲလို့နိုင်ကူညီမှုအဖွဲ့ဝင်တဦးကမှတ်ချက်ရေးထားပါတယ်။တည်ဆောင်းခဲ့သူအမျိုးသားကိုတော့သူနေထိုင်ရာကြီးမလို့ကြီးရွာကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပြီးတိုက်သွားတဲ့ကာသမားကိုတော့ဖမ်းမိတာမရှိသေးဘူးလို့သိရပါတယ်။